ပောင်းဝရွာပသိမ်မြစ်ကနေခွဲတက်လာတဲ့မြစ်ခွဲတစ်ခုတွင်မှရှိတဲ့ရွာဖြစ်ပါတယ်ပသိမ်မြစ်ဟာရှေလျားလာတဲ့မြစ်ဒစင်းဖြစ်ပြီးတော့မြစ်ခွဲတွေနဲ့ချောင်းမြောင်းပေါ်များလာတဲ့မြစ်လည်းဖြစ်ပါတယ် ARI တိုင်းဟာမြစ်ချောင်းတွေပေါ်များသလောက်ဆန်စပါးနဲ့အသားငါးလည်းပေါ်များလာတဲ့အရက်ဒေသလည်းဖြစ်ပါတယ်အဲဒါကြောင့်မင်းနေရာတိုင်းမှာရွာများရှိနေကြပါတယ်ပသိမ်မြစ်ကနေခွဲထွက်လာတဲ့ချောင်းကျယ်တစ်ခုတွင်မှတနေရာမှာပောင်းဝရွာရှိပါတယ် မြဝကျွန်းမော်ရက်ဒေသမှာတော့မြောင်များလာစွာသောကြေးရွာတွေရှိတဲ့နှမှာပောင်းဝရွာလည်းအပါအဝင်ဖြစ်ပါတယ်။ပောင်းဝရွာဟာမြေကမ်းပေါ်မှာမေးတင်ထားတဲ့ရှေးဟောင်းရွာတရွာဖြစ်ပါတယ်။အုံတော်ကွန်းသီးပင်တော်တွေနဲ့အဝေးကနေကြည့်ရင်မိုင်းညွန့်နေတဲ့ရွာကြီးတရွာလည်းဖြစ်ပါတယ်။အင်ဂျီပေါင်းတရာကျော်ခန့်ရှိပြီးတော့များသောအားဖြင့်တော့လေလုတ်ခြင်း၊ငါးပစွန်ရှာဖွေခြင်း၊ခြံဆိုင်ပြိုးခြင်းလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ခြံဆိုင်ပြိုးသူတို့မှာထိုဒေသမှာဖြစ်ထွန်းလာတဲ့အုံမင်ကွန်းသီးပင်ငပြောပင်တို့ကိုစီးပွားဖြင့်စိုက်ပျိုးလုပ်ကန်ကြပါတယ်။ပြောင်းဝရွာမှာရှေးဟောင်းရွာကြီးတရွာဖြစ်ပြီးတော့နေထိုင်သူများပြားပင်မဲ့လည်း ရှေးကနေထိုင်ခဲ့ကြတဲ့လူအောင်များကတော့အဲ့ဒီရွာမှာတိတ်မကြံတော့ပါဘူး။ရှေးကနေထိုင်ခဲ့ကြသူတွေကခေတ်ကာလမကောင်းလာတာကြောင့်မျိုးတွေကိုပြောင်းရွှေ့သွားကြရာပေါင်းဝရွာမှာတော့လူအောင်အနေငယ်သာကျန်ခဲ့ပါတော့တယ်။ ဒါပေမဲ့လည်းနေထိုင်သူတွေနေပါသွားခြင်းတော့မဟုတ်ပဲနဲ့ရွာကြီးကတော့ရှေ့ရခိုင်တိုင်းစီကားနေမြေဖြစ်ပါတယ်။ဒါပေမဲ့လည်းအတော်များများဟာစီဝါရေးကောင်းတာကြောင့်နောက်မှရွှေပြောင်းလာကြတဲ့လူသစ်များသာဖြစ်ကြပါတယ်။ပေါင်းဝရွာကိုနောက်ပိုင်းမှရွှေပြောင်းလာကြသူတွေထဲမှာဦးဆိုင်မောင်တို့မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်။၎င်းတို့မိသားစုကဘကိုးဘက်ကနေရွှေပြောင်းလာကြခြင်းဖြစ်ပြီးတော့ငားလုပ်ငန်းလုပ်ကန်ရင်ရွာကိုလာရောက်ကြခြင်းဖြစ်ပါတယ်။အဲဒီရွာကိုရောက်တဲ့အခါမှာတော့ရွာနောက်ဘက်ပိုင်းမှာခြံအကျဲကြီးတစ်ခုကိုဝယ်ယူပြီးတော့ အဲ့ဒီ channel မှာပဲနှစ်ဆောင်မြိုင်အင်ကြီးတစ်ဆောင်ဆောက်လုပ်ပြီးတော့နေထိုင်ကြပါတယ်။ဦးဆိုင်မော်ရဲ့အဓိကလုပ်ငန်းဟာငါးရွေးတိုင်ဖွင့်ထားပြီးတော့သူကိုယ်တိုင်ကလည်းအင်တမန်ချောင်းတွေကိုလေလံဆွဲပြီးတော့ငါးပစွန်ရှာဖွေတဲ့အလုပ်ကိုအဓိကထားပြီးလုပ်ကိုင်ပါတယ်။ဦးဆိုင်မော်ကကရင်သွေးပါသူတယောက်ဖြစ်ပြီးတော့အသက်50ကျော်ရွယ်ခန့်ရှိပြီးတော့အသားမဲမဲနဲ့ကိုလုံးကိုယ်တဲ့ကြက်ခံပြီးစိတ်ကျန်းလူကျန်းနေထိုင်သူတယောက်ဖြစ်ပါတယ်။သူရဲ့မိန်းမဒေါ်ရွှေလေးကတော့အသက်40ကျော်ရွယ်ခန့်သာရှိပါသေးတယ်။၎င်းတို့မှာသားတယောက်သမီးတယောက်ရှိပါတယ်။သမီးဖြစ်သူမေဇာယီကအသက်25နှစ်ရှိပြီးတော့သားဖြစ်သူရွှေမောင်ကတော့28နှစ်ခန့် န်ရှိပါတယ်။နှစ်ယောက်စလုံးဟာအိမ်တော်မရှိကြသေးဘဲနဲ့လူပြိုအပြိုတွေဖြစ်ကြပါတယ်။၎င်းတို့နေအိမ်လေးမှာတော့အဲ့ဒီလေးယောက်အပြင်နောက်ထပ်မိသားစုဝင်တစ်ယောက်ရှိပါသေးတယ်။ဒေါ်ရွှေလေးရဲ့အတော်တော်ဆက်သူဒေါ်မင်းစာပင်ဖြစ်ပါတယ်။၎င်းတို့မိသားစု၅ယောက်အပြင်အခြားအလုပ်သမားတွေလည်းရှိနေပါသေးတယ်။ဦးဆိုင်မောင်တို့မိသားစုဟာနှစ်ဆောင်မြိုင်အိမ်ကြီးထဲမှာနေပြီးတော့အလုတ်သမားတွေကတော့ကန်းဆက်မှာဆောက်လုပ်ထားတဲ့တဲတွေမှာနေကြပါတယ်။အဲဒီတဲတွေကငါးရွေးအတွက်အသုံးပြုရန်ရေတစ်ပိုင်းကုန်းတစ်ပိုင်းဆောက်ထားကြခြင်းဖြစ်ပါတယ်။၎င်းတို့မိသားစုကပေါင်းဝရွာကိုရောက်လာကြတဲ့အခါ အခြားရွာသူရွာသားတွေနဲ့ရောရောထွေးထွေးမနေဘဲနဲ့၎င်းတို့ဘာသာတီးခြားနေပြီးတော့ ုလုတ်ကိုလောက်ကင်နေသူတွေလည်းဖြစ်ကြပါတယ်။သို့တော်လည်းချောင်းမြောင်းအင်းများကိုလေးလံဆွဲပြီးငါးပစုံဖမ်းဆီးရမှာတော့အလုတ်ကျန်းသမားတွေလိုတဲ့အခါမှာရွာတွေကအလုတ်သမားတွေကိုခေါ်ယူစေခိုင်းရပါတယ်။ထို့ပြင်ငါးရွေးငါးခုပစုံရွေးပစုံလုတ်တဲ့အလုတ်များအတွက်ရွာတွေကအလုတ်သမားများအမျိုးသမီးများကိုနေစားနဲ့ခေါ်ယူပြီးတော့အလုတ်စေခိုင်းရပါတယ်။ဦးဆိုင်မော်ရဲ့ငါးရွေးမှာထိုနေရာတဝိုက်မှာအကြီးကျယ်ဆုံးလောက်ကင်တဲ့ငါးရွေးဖြစ်ရာအလုတ်သမားတွေကလည်းအတော်အသင့်များပြားကြပါတယ်။မိုးရည်ရောက်လျင်တော့မြေချောင်းများမှာပိုက်ထောင်ရမှာပစုံနဲ့ငါးများရပါတယ်။ ဇွန်ကျော်များကိုမြို့ကိုပို့ဆရာရှိတာပို့ဇွန်ကျော်လှုပ်ဆရာရှိတာကြီးလှုပ်ကြရပါလေ နွေရသည်ကိုရောက်တော့အင်တမန်ချောင်းတွေက၅မျိုးစုံလိုရပြန်ရမြို့ကိုတင်ဖို့တဲ့အလုပ်နဲ့နွေရောမိုးပါအလုပ်ဆက်နေပါတယ်။အဲဒါကြောင့်မဲငါးတဲတွေမှာရွာတွေကနေလာရောက်အလုပ်လုပ်ကြတဲ့ယောက်ျားလေးမိန်းကလေးတော်တော်များများရှိကြပါတယ်။အဲဒီထဲမှာမြာသိန်းကျူနဲ့ထွန်းမောင်တို့မှတော့လည်းအပါအဝင်ဖြစ်ပါတယ်။မြာသိန်းကျူတို့မိသားစုကအောက်ဘက်နယ်ကညင်ပင်ကျွန်းမှာနေထိုင်ခဲ့ကြပြီးတော့ပိုက်ထောင်တဲ့အလုပ်တွေနဲ့အသက်မွေးခဲ့ကြပါတယ်။မိသားစု၄ယောက်ရှိပြီးတော့ဥပဗျူဒေါ်ကျူနဲ့မောင်ဖြစ်သူထွန်းမောင်တို့ဖြစ်ပါတယ်။ထိုနယ်ဘက်မှာတောင်းကျမ်းသူတွေနေဆက်တာကြောင့်ရွာလုံးကျွတ်ထွက်ပြေးကြရာသူတို့မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်။ တို့မိသားစုမှာတော့ရွာတွေကအတီကျွမ်းတဦးနဲ့လိုက်လာကြရာညောင်လန်းကိုင်းရွာကိုရောက်လာကြခြင်းဖြစ်ပါတယ်။ညောင်လန်းကိုင်းရွာဟာပေါင်းဝရွာနဲ့မဝေးလာပါဘူး။ ထိုးရွာကိုလာရောက်ခဲ့ကြရာမကြသေးတာကြောင့်အလုတ်ကလည်းမရှိသေးပါဘူး။တော်ရွာဒီမှာကနေစရာထက်စားစရာရရန်အရေးကြီးတာကြောင့်ဝမ်းရည်အတွက်လှုပ်ရှားရပါတယ်။ကញင်မင်ကျိုးမှနေခဲ့စဉ်ကမြစ်ထဲမှာပိုက်ထောင်ရာမှာဘသူထံမှာခွင်တောင်းစရာမလိုပဲကြိုက်တဲ့နေရာမှာဆင်းထောင်ပြီးတော့ရပေမဲ့လည်းလေလံဆွဲရတဲ့နယ်နိမိတ်အတွင်းကိုရောက်တဲ့အခါမှာတော့ကိုသဘောနဲ့ကိုပိုက်ထောင်လို့မရတော့ပါဘူး။လေလံအောင်ထားတဲ့အင်းတကြီးထံကနေတဆင်းဝယ်ပြီးတော့တော်လကောက်အခကျင်းွေပေးရတော်လကောက်ဝယ်ယူပြီးမှထောင်ခွင့်ရှိပါတယ်။ အဲ့လိုမျိုးဝယ်ယူဖို့တော့ငွေမတက်နိုင်တာကြောင့်ပိုက်များပါလာပေမဲ့လည်းပိုက်ထောင်ကိုမရှိကြပါဘူး။အဲဒါကြောင့်မဲမြာသိန်းကျူနဲ့ထွန်းမောင်တို့မောင်နှမနှစ်ယောက်ကဥဆိုင်မောင်အင်းနဲ့မှဝင်ရောက်ကလှုပ်လှုပ်ကြရပါတယ်။မြာသိန်းကျူက၅ရွေ၅ခုလှုပ်ပြီးတော့ထွန်းမောင်ကတော့အခြားအလုပ်ကျန်းတွေကိုလှုပ်ကန်ရပါတယ်။မောင်နှမနှစ်ယောက်အတူတူတွဲပြီးတော့အလုပ်လှုပ်ကြရတာကြောင့်အဆင်ပြေတယ်လို့ဆိုရမှာပါ။မြာသိန်းကျူကရွေ့ရွေ့ချုံမော့သူဖြစ်တာကြောင့်အလုပ်ရှင်ဖြစ်တဲ့ရွှေမောင်ကမြင်နာနဲ့ပင်သဘောကျနေပါတယ်။နင်းရဲ့နာမည်ကဘယ်လိုခေါ်လဲ။မြာသိန်းကျူပါရှင်။ဘယ်ရွာလာပြီးတော့လှုပ်လှုပ်တာလဲ။ညောင်လန်းကိုင်းရွာပါ။အေးအေး။ ီမှာတော့အဖေတို့အမေတို့ပြီးလို့ရှိရင်ငါ့ရဲ့သဘောတစ်ခုပဲနင်လိုတာရှိလို့ရှိရင်ငါ့ကိုလာပြောလေနော်အဲ့လိုမျိုးရေးလာမြောင်းပေးစကားမျိုးတွေပြောထားပါတယ်ထို့သူပြောပေမဲ့လည်းမြာသိန်းကျူကသူ့လုံးစရာရှိတာကိုလှုပ်ပြီးတော့ဘယ်သူနဲ့မှရောရောနောနောနေလေးမရှိပါဘူး ထို့ပြင်အလုတ်ရှင်ရွှေမောင်သဘောထားကိုအတန်အသင့်ရိပ်မိနေတာကြောင့်စဉ်စဉ်ချင်းချင်းနေပါတယ်။မြာသိန်းကျူအနေနဲ့ကလည်းအခြေရင်းနဲ့ပတ်သက်လာရင်ကံမကောင်းလာပါဘူး။ကညင်မင်ကျွန်းမှနေစဉ်ကဘလူးမကရဲ့ကျွန်းကပွဲစားရင်မောင်နဲ့ချစ်သူဘွားရောက်ခဲ့ပြီးမှရင်မောင်တည်ဆုံသွားခဲ့ရပါတယ်။ရင်မောင်တည်ဆုံခဲ့ပြီးနောက်ထပ်နီမောင်နဲ့အဆင်ပြေတော့မဲ့ဆက်ဆက်မှာပဲခစ်ပြတ်တာကြောင့်ထွက်ပြေးခဲ့ကြရပြန်ပါတယ်။နီမောင်တို့လည်းတဏျာကိုပြေးကြရတာကြောင့်သူတို့ချင်းလည်းကွဲခဲ့ရပြန်ပါတယ်။နီမောင်ကလည်းဘယ်ရက်ဒေသကိုရောက်သွားတယ်ဆိုတာကိုသတင်းမင်အစအနမကြရတော့ပါဘူး။ဒါပေမဲ့လည်းမြာသိန်းကျူစိတ်ထဲမှာတော့တနေ့နေ့မှသူတို့တွေပြန်လ ယ်ဆုံတွေ့ကြအောင်မယ်လို့မျှော်လင့်နေမိပါတယ်။အလုတ်သိမ်းပြီလို့ညနေပိုင်းပြန်ကန်နီးမှာတော့ရွှေမောင်ကငွေရှင်းပေးရင်ငါးတရွဲပါပေးပါတယ်။ဒီဒီငါးတရွဲဟာ နေတို့အိမ်မှာချက်စားဖို့ငါထည့်ပေးလိုက်တာပါအဲလိုပြောပြီးပေးတာကြောင့်မလွဲတာမရှောင်တာယူလာခဲ့ရပါတယ်ပေါင်းဝရွာနဲ့ညောင်လန်းကိုင်းရွာဟာလဲတကွက်သာချားတာကြောင့်ခြေချင်းပြန်လာခဲ့ကြပါတယ်တရွာနဲ့တရွာကြားမှာတမန်ချောင်းတစ်ခုသာချားပြီးတော့လူသွားရန်တလင်းတစ်ခုကိုထပ်ထားပါတယ်ဘေးတစ်ဖက်တစ်ချက်မှာတော့ခြုံမုတ်တွေလည်းရှိနေပါတယ်တမန်ချောင်းနဲ့နေတဲ့နေရာမှာလမှုတော်အုပ်တွေလည်းရှိပါတယ်ညောင်လန်းကိုင်းရွာလိုအမည်တွင်ရခြင်းကတော့ထိပ်ဘက်မှာညောင်လန်းမင်းကြီးတပင်ရှိပါတယ် အဲဒီညောင်လန်းပင်ကြီးကနှစ်ပေါင်းများစွာကလေးကရှိနေတဲ့တစ်ပင်ကြီးဖြစ်ပြီးတော့တစ်ကိုင်းနေကလူသွားတာလန်းမဘော်ကိုအုံမိုးကြနေတာကြောင့်ညောင်လန်းကိုင်းရွာလို့ခေါ်ကြခြင်းဖြစ်ပါတယ်။မြားသိန်းကျူပြန်လာတဲ့အချိန်မှာပဲညနေဆောင်နေခဲ့ပါပြီ။ခါတိုင်းပြန်ရင်တော့တာလန်းမော်ကလည်းလူမပြက်လာပဲနဲ့တယောက်မို့တယောက်တွေ့ရပါတယ်။ ဒီကနေ့မှာတော့ထထူးကြကြလူပြက်လာပါတယ်။မြတ်သိန်းကျူကထိုနယ်မှာနေတဲ့ဒေသခံမဟုတ်ပါဘူး။အဲဒါကြောင့်မဲအဲ့ဒီဒေသအကြောင်းကိုလည်းဘာမှသိမနေပါဘူး။ဘာမှမသိသေးတာကြောင့်ဘယ်နေရာဘာရှိမှန်းလည်းမသိပါဘူး။မသိတာကြောင့်ဘာမှလည်းကြောက်လန့်မှုရှိမနေပါဘူး။ညောင်လမ်းမင်းအောက်ကိုရောက်တော့မှောင်နေခဲ့ပါပြီ။သူမထိုနယ်ကိုရောက်တဲ့အခါမှာတော့တစ်ပင်ရဲ့အနောက်ဘက်ကနေအမျိုးသမီးတစ်ယောက်ထွက်လာခဲ့ပါတယ်။သူမထက်အသက်အနည်းငယ်ပိုကြီးတယ်လို့ထင်ရပြီးတော့ရုပ်ရည်လည်းအသင့်အင်းရှိသူဖြစ်ပါတယ်။ဇပင်ဖားရချတာပြီးတော့မျက်နှာပေါ်မှာတနခါပကွက်ကြားကိုလိမ့်ထားပါတယ်။အဝတ်စားကတော့ကရင်လူမျိုးတို့ဝတ်ဆင်တဲ့အဝတ်စားနဲ့ဆင်တူပြီးတော့အနက်ရောင်ဖြစ်ပါတယ်။မြတ်သိန်းကျူက တော့အမျိုးသမီးတယောက်အဖို့တွေ့လိုက်ရတာကြောင့်စိတ်ထဲမှာအားရှိသွားခဲ့ပါတယ်အဲဒီမျိုးသမီးကသူ့ကိုမြင်တော့ပြုံးပြပါတယ်ငါညမကိုအရင်ကမမြင်ဘူးပါဘယ်ရွာလဲအဲ့လိုမျိုးမေးလာခဲ့ပါတယ်ညမတို့ကဒီညောင်လန်းကိုင်းရွာကိုပြောင်းလာကြမကြသေးပါဘူးမိုင်ဟိုအောက်ဖက်ကခစ်ပြက်လို့ဒီဘက်ကိုပြေးလာကြတဲ့ဒုက္ခတွေပါဩဒါကြောင့်မမြင်ဘူးတာဟုတ်နာမည်ရောဘာတူလဲကွယ်မြတ်တင်းကျူလို့ခေါ်ပါရှင်ဒါနဲ့ဒီအမရောဘယ်ရွာလဲရှင်ငါကပေါင်းဝရွာမှာပဲနေပါတယ်ငါနာမည်ကမဖဲဝါလို့ခေါ်တယ်အမနာမည်ကြီးကတမျိုးပဲနော် ကျမတော့တကားမှလည်းမကြဘူးမဖဲဝါပြုံးနေပါတယ်အဲ့လိုပြုံးနေရင်ကနေမြတ်သိန်းကျူဆွဲလာတဲ့ငါးရွက်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့မြတ်သိန်းကျူကလည်းတမျိုးထင်သွားပြီးတော့ငါးရင်းစားကျင်လို့လာမှာလူကျင်လို့ရှိရင်တဝက်ယူထားလိုက်လေဒီမှာအများကြီးပဲအဲ့လိုပြောပြောဆွဆွနဲ့ပဲမြတ်သိန်းကျူကရွှေမောင်ပေးလိုက်တဲ့ငါးရွက်ရတဝက်စီခွဲပြီးတော့မဖဲဝါကိုပေးလိုက်ပါတယ်ငါညမစေတနာရှိလို့ပြီးတော့လဲစားရတာပေါ့ကွယ် ။နောက်လဲငါညမမှာအကြောင်းရှိလို့ရှိရင်အကူအညီပေးပါမယ်။အဲ့လိုပြောပြီးတော့ငါးရွဲကိုဆွဲပြီးတော့ပေါင်းဝရွာဘက်ကိုထွက်သွားပါတော့တယ်။မြတ်သိန်းကျူကလည်းအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်ကိုရောက်တော့မိုးချုပ်ဆပင်ပြုတ်နေခဲ့ပါပြီ။မိခင်ဖြစ်သူကတော့မြတ်သိန်းကျူပြန်ရောက်လာတော့မှပဲတက်ပြင်းချနိုင်ပြီးတော့စိတ်ပူစွာစကားဆိုလာခဲ့ပါတယ်။မြတ်သိန်းကျူရဲ့တယောက်တည်းပြန်လာလား။နင့်မောင်ရောမပါဘူးလား။ထွန်းမောင်ကအလုံးမပြီးသေးလို့ကြံခဲ့တယ်အမေရဲ့။အဲ့လိုပြောဆိုပြီးတော့လက်ထဲကငါးတွဲကိုမိခင်ဖြစ်သူကိုလှမ်းပေးလိုက်ပါတယ်။ငါးတွေများလာ ਈ လားဟဲ့ဝဲလာလား။မဟုတ်ပါဘူးမေရဲ့။အလုတ်ပိုင်ရှင်ရဲ့သားပေးလိုက်တာပါ။ အဲဒီစကားကိုကြားတော့မိခင်ဖြစ်သူကသဘောပေါက်စွာနဲ့တစ်ချက်ပြုံးလိုက်ပါတယ်။မသမီးကဆင်းရဲပေမဲ့ရုပ်ရည်လေးကရှိနေတော့ရောက်လျာမှာမျက်နှာပွင့်လာတယ်။ဒါပေမဲ့ခစ်ကာလာမကောင်းတော့ဘယ်နေရာသွားသွားတရီတော့ရှိပါစေကွယ်နော်။စိတ်ချပါအမေရေနောက်ပြီးအမေတို့ကဒီနေကိုရောက်တာလဲမကြသေးတော့ဘသူ့အကြောင်းမှလည်းမသိရသေးဘူးလေအဲဒါကြောင့်ညောင်သီးလဲစလေးတန်လဲနားထောင်ပြီးနေရင်အကောင်းဆုံးပေါ့ကွယ်ကျမလည်းသဘောပေါက်ပါတယ်အမေရေမလွဲတာမရှောင်တာလို့သာသူများစီမှာတွားပြီးတော့အလုပ်လုပ်နေရပါဒီဘက်မှာခြေကြလို့ရှိရင်ကို့ဘက်သာအလုပ်လေးပါလေးလုပ်နိုင်အောင်ကြိုးစားမှာပါ ဒါပေမဲ့အတီကျွမ်းတော်မရှိသေးတော့မလွယ်သေးပါဘူး။အရိခါမှာမြတ်သိန်းကျူကရရဲ့မောမောနဲ့ပြောလာခဲ့ပါတယ်။အမေရသာပြောနေတယ်ကျမပေါင်းဝရွာဘက်ကအမတယောက်နဲ့တောင်တည်ခဲ့ပြီ။အလုံးလုံးရင်းနဲ့တည်ရလားသမီးရဲ့။ဒါနဲ့သူ့နာမည်ကဘယ်သူလဲလဲ။နာမည်ကတော့ခက်ဆန်းဆန်းမဲမဲရဲ့မဖဲဝါတဲ့။အဲဒီစကားကြောင့်ပဲမိခင်ဖြစ်သူဒေါ်ကျူခမရမှာဇဝေဇောဝါဖြစ်သွားပါတယ်။ အမေရဲ့တိလို့လားနင်ပြောတဲ့နာမည်ကိုကြားဘူးနေတယ်လို့ပဲအဲ့လိုစဉ်းစားနေပေမဲ့လည်းအဖြေတော့မပေါ်ပါဘူးအဲ့ဒီနောက်မှာတော့မြာသိန်းကျူကရေချိုးရံပြင်ဆင်နေတာကြောင့်စကားစပြတ်သွားခဲ့ပါတယ်ဒေါ်ကျူရဲ့စိတ်ထဲမှာတော့မဖဲဝါဆိုတဲ့နာမည်ကိုတဏျာယာမှာကြားဘူးတယ်ထင်တာကြောင့်စဉ်းစားနေပေမဲ့လည်းမမှတ်မိတော့ပါဘူးဇလန်လေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်